ားလုံးမင်္ဂလာပါကျွန်တော်တို့ Chelsea for you နဲ့ပြန်လဲကြိုဆိုပါလဲကျွန်တော်တို့ဒီ Super Sunday အခုပွဲပြီးသွားပြီပေါ့နော်ကျွန်တော်တို့ Newcastle United နဲ့ကျွန်တော်တို့ Chelsea အရှင်ပြိုင်ကစားတယ် Newcastle United က2-0ဆိုတဲ့ရလဒ်ကြီးနဲ့ချန်ပီယံလိဝင်ခွင့်အားကောင်းသွားတယ်ကျွန်တော်တို့ Chelsea ကတော့ချန်ပီယံလိဝင်ခွင့်မြှုပ်လင်းချက်အားနည်းသွားတယ်လို့ပြောရပါပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့အာပွဲပြီးအမြင်လေးတွေခန်းစားချက်လေးတွေပြောရပါပေါ့နော်ဆိုတော့ဟိုဒီပွဲမှာပထမဆုံးထိကျူးနေတာပါလဲဆိုတော့ Newcastle United ရဲ့အာနီဗျာအီတီဟောင်းပေါ့နော်အီတီဟောင်းကအာအင်ဂျာကောင်းကောင်းလုပ်ခဲ့တယ်အာဆိုတော့ ်ချက်စီကိုဘယ်လိုနိုင်ယူရမလဲဆိုတာသူကကောင်းကောင်းသိရပေါ့နော်ကောင်းကောင်းအလုပ်လုပ်ခဲ့တယ်ဆိုတော့ဒီကွင်းလယ်မှာလာပြရပါလာရင်ဘယ်လိုကစားရမလဲဆိုတာဒီပြအစ်တေဟောင်းကကောင်းကောင်းသိတယ်တကယ်လဲသူ့ရဲ့အာကစားသမားတွေကိုကောင်းကောင်းရှိုက်သွင်းထားတယ်ဘယ်လိုကစားရမလဲဆိုတာကိုဒါ ਉਹ လဲဒီကစားသမားတွေကဟိုကောင်းကောင်းနားလေပြီးတော့အလုပ်လုပ်သွားတယ်အဲဒါကြောင့်မို့ကျွန်တော်ပရမပိုင်းတစ်ပိုင်းလုံး ဘာဆိုဘာမှမလုပ်နိုင်ဘူးဆိုတော့နျူကလ িয়ার ချက်စင်ထုတ်တာကနောက်တစ်ပိုင်းပေါ့နော်နျူကလ িয়ার ချက်စင်မထုတ်ခင်ဒီအပိုင်းလေးမှာလည်းဘာမှအထူးခြားခြားလုပ်နိုင်တာမျိုးမတွေ့ရဘူးကိုဘောက်ကိုဘောက်တဲ့မဲ့မှုတစ်ချိန်မှဟိုမရှိရတာဆိုတော့ဒါဟိုဟိုနိဗ္ဗာန်ဆိုမှလည်းကကခထိုင်ကြည့်နေရဒါရက်အသေးပဲမရှိဘူးဒီလိုမျိုးဆိုတော့ဟိုပြောချင်တာသူ့ရဲ့လူထုပုံလူစင်းကိုကျွန်တော်ဘလိန်းတာမျိုးမဟုတ်ဘူးဒီ system မှာဒါမျိုးဖြစ်နေရဆိုတော့ကျွန်တော်ပထမပိုင်းဆက်ဆက် 15မိနစ်လောက်တည်းကျွန်တော်တို့တိခဲ့တဲ့နဲ့ကျွန်တော်တို့ဒီအာပရိသတ်တွေတော့မြင်နေဆိုရင်နီးပြားတောက်နေနဲ့ပိုမြင်တဲ့နဲ့ပေါ့နော်ဆိုတော့ဒါကိုဒီတိုင်းထိုင်ကြည့်တယ်ဆိုတော့ဟိုနောက်တစ်ပိုင်းနေလဲနျူကလ িয়ার ချက်စင်ကိုပြောချင်တာနျူကလ িয়ার ချက်စင်ကအုံတော့ပါမလားဒီကသမားလောကအုံတော့ပါမလားဒီတိုင်းထိုင်ပလင်းရတော့ဝါသနာတော့တိတ်မပါဘူးဒါပေမဲ့အာဒီနေ့ပွဲသူ့ရဲ့အပြုမူကအတင်းတင်းလုံးကြီးကိုအင်ပတ်ဖြစ်စီတယ်အာကျွန်တော် ဟိုဒီဒီနေပွဲမှာတွေမဟုတ်ဘဲနဲ့ဟိုနောက်ပွဲတွေမှာလည်းကျွန်တော်တက်စီမှုမပါတဲ့အခြေအနေမျိုးနဲ့ကျွန်တော်တို့ရှင်ပြန်ကစားရတော့မယ်ဆိုဒီလိုမျိုးနျူကလ িয়ার ချက်စင်ကိုအားကိုးနေရလာတော့မဟုတ်ဘူးနျူကလ িয়ার ချက်စင်ဒီတက်စီမှုမပါတဲ့အခါမှာချက်စီရဲ့ပုံစံနဲ့တက်စီမှုပါတဲ့အခါမှာချက်စီရဲ့ပုံစံနဲ့ကလုံးဝမတူကွဲပြားတဲ့ပုံစံဖြစ်နေလို့ပြောတာဆိုသူ့အနေနဲ့ဒါကြီးကဘလို့အုံးတော့ဘလို့စဉ်းစားဉာဏ်မျိုးနဲ့အာ လုံးလိုက်လဲစဉ်းစားလို့မရအောင်ဟောပြောရမလဲအပွဲပြီးတဲ့အခါမှာတော့အာဒီအတိုင်းနေကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်တကယ်တော့ဒိုင်းနေကိုပြောစရာမလိုဘူးကျွန်တော်တို့အသင်းဒီကစားသမားရဲ့စိတ်သက်ကိုညံပြင်းနေရဒါမျိုးအလုပ်စရာကိုမလိုဘူးကျွန်တော်တို့ခုံတိုက်လိုက်လို့ရတယ်ခုံတိုက်ချင်ကိုအေးစေးနေလိုက်ပေါ့အေးစေးမနေဘဲနဲ့တတော်နဲ့ဘာသွားလောက်တော့နီးမှာပဲဘာပြန်ကြည့်နီးမှာပဲ ဆိုတော့တော်တော်ဒေါသထွက်เสียကောင်းတဲ့အချိန်မျိုးဖြစ်တယ်သူတယောက်တည်းဟိုထွက်သွားရမှာမဟုတ်နဲ့အတင်းတင်းလုံးချင်းမလေးဝင်ကွင်းရဲ့အပြင်ဘက်ကိုရောက်သွားနိုင်တဲ့အချိန်မျိုးဒီလိုမျိုးဆုံးဖြတ်ပြီးတော့အလုပ်လုပ်တာအာဒါ professional မဖြစ်သေးဘူးအကျွန်တော်လိုချင်တာက professional striker တယောက်အခုကကျွန်တော်တို့ဒီမှာစောတန်တန်တို့ဒီအစ်စ်တောင်းတို့လောက်ပဲဟိုကစားတင်းတဲ့တက်စစ်မှုမျိုးနဲ့ကျွန်တော်တို့ချက်စီမှာကစားနေရတယ် ဆိုတော့ပြောချင်တာကဘာလဲဆိုတော့ဒီနီးပြအန်ဆိုမာစကာနေနဲ့လေလီဗာပူးရဲ့ပွဲမှာဒီ system ကအလုပ်ဖြစ်မယ်ဆိုရင်ဒီနူးကာဆန်ရဲ့ပွဲမှာအလုပ်ဖြစ်မယ်လို့တွက်ထားတာကြီးကဘယ်လိုပြောမလဲအဆင်မပြေဘူးနီးပြအနေနဲ့တိတဲ့ပို့ပြီးတော့ဟိုချုပ်တင်ပြင်ဆင်မှုကိုကောင်းကောင်းလုပ်ခဲ့တဲ့နေဒီပါဘူးက နည်းနည်း hybrid တင်ကစားတဲ့နေသားမျိုးမှာကန်စီရောက impact နေနေဝင်တာပြဿနာမရှိဘူးဒါပေမဲ့ဒီလို Newcastle အာလို Mibro ကိုကောင်းကောင်းကစားတတ်တဲ့အသင်းမျိုးတွေနဲ့ကစားတဲ့အခါမှာကန်စီရောကကွင်းလေကိုဝင်ကစားလိုက်တဲ့အခါမှာဒီသူ့ရဲ့နောက်ကစပေကြီးကအခြေကြီးကျင်တာဒါဟုတ်အန်တိုနီကိုရွန်လိုကစားသမားမျိုးမြန်တဲ့ကစားသမားမျိုးကအော်ကောင်းကောင်းအတုံးချပါပဲဒါဟုတ်နိပြအနေနဲ့လေဟို မြင်ခဲ့တဲ့ဆိုတော့နှုတ်ပွဲပြီးမှ plain နဲ့လို့ဖြစ်ရင်တော့ဖြစ်နေမယ်ဒါပေမဲ့ပွဲမပြီးခင်တည်းကဒီရဲ့အခြေအနေကိုကျွန်တော်တို့ကောင်းကောင်းသိခဲ့ပြီးသားဆိုတော့ကျွန်မတို့ဝင်ကွင်းကအတတမြအရေးကြီးတယ်ကျွန်တော်တို့နောက်ရတယ်မှာကျွန်မတို့ဝင်ကွင်းမရဘူးဆိုရင်အတင်းရဲ့ financial ဘဏ္ဍာရေးဆိုင်ရာပြဿနာတက်လာလိမ့်မယ်ဆိုတော့ဒီဘုံမှာဆိုဒီ ပြောရရင်နိုရီမာရိုကီရိုလည်းပါမဆိုပါစဘာမှမလုံနိုင်လူစားလဲညစ်လိုက်ရတာကလည်းအပြုပြောမလဲတယောက်ထုတ်လိုက်လို့ပြစ်လိုက်တလားတော့မတည်ဘူးပေါ့နော်နီးပြအနေနဲ့နိုရီမာရိုကီပေါင်းမလုံနိုင်တော့ဒီတိုင်းထိုင်ကြည့်တယ်ဆိုတော့ဒီဘုံမှာဆိုရင်ဂျိန်းရဲ့အဘကလည်းနည်းနည်းကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဂျိန်းကဒီ right back တနေရာမှာအဒိုနီကိုရင်းအောင်ထုတ်ပြရတဲ့အချိန်မျိုးရောက်ခဲ့တယ်ပေါ့နော်ကော်ရိုနီနဲ့ ပထမပိုင်းမှာကောင်းကောင်းလုပ်လို့ပြီးမှဒုတိယပိုင်းချိန်ပါလာတဲ့ခါမှာတိတ်ပြီးတော့မလုံမလုံနိုင်တော့ပဲနဲ့ထွက်လိုက်ရတယ်ပေါ့နော်ဆိုဒီဒီဒီပွဲမှာနျူကာဆယ်ရဲ့တိုက်စစ်ကနော်ဟိုအစ်ဆက်ကတိုင်မင်နည်းနည်းအောက်နေလို့ကျွန်တော်တို့ခံစားတာတကယ်လို့ဒီပြီးခဲ့တဲ့ပွဲတွေတုန်းကလို့ရအစ်ဆက်ကကောင်းနေမှဆိုရင်တိတက်ကိုပြတ်သွားလိမ့်မယ်ဒုတိယပိုင်းမှာကစားပုံကမဆိုးဘူးလို့ပြောလို့ရတယ်မဆိုးဘူးဆိုပေမဲ့တက်စစ်မှုမပါတဲ့အခြေအနေက ဘာမှအလုံးမဖြစ်တော့ဘူးဖိုင်နယ်သက်ရောက်တဲ့ခါမှာနောက်ပြန်ပြီးတယ်နောက်ပြန်ပြီးတယ်တောင်မန်နေထွက်တယ်ခရော့တင်တယ်ဒီပေါက်ထဲမှာကောင်းတိုင်းမဲ့ကစားသမားအဆုံးသတ်မဲ့ကစားသမားမရှိတော့ဘူးကြောက်ရွံ့သွားတဲ့ခါမှာဘလို့ဖြစ်လဲဆိုတော့ကိုပါမကနောက်ဆင်ပြီးဘောလုံးယူရတဲ့အနေထားမျိုးထိရောက်သွားတယ်ပေါ့နော်ရောက်သွားတဲ့ခါမှာဘလို့မှ impact ကဖြစ်မှာမဟုတ်တော့ဘူးတကယ်လို့ဟိုကိုပါမကို force 9လေးထားပြီးတော့ဟိုဒီဘက်ကကျွန်တော်တို့ကွန်းလယ်မှာ ကာစီရိုလည်းရှိတယ်အဆိုပါဒန်တယ်လည်းရှိတယ်ပတ်စင်ကောင်းတဲ့ကစားသမားတွေဒီကစားသမားတွေ ਨੇ အလုပ်လုပ်မယ်ဒါမှမဟုတ်ဟိုပက်ထိုနက်တိုအထောင်ထားပြီးတော့ပက်ထိုနက်တိုအထောင်ထားပြီးတော့ကျွန်တော်တို့ဟိုရှေ့ကိုကန်တင်တယ်ဒါမျိုးတွေလုပ်လို့ရတဲ့အနေအထားမျိုးမှာ flip from the back dd နောက်ကနေစရမယ်ဆိုရယ် system ဒါကြီးကိုလက်ကင်ဆွဲပြီးတော့အလုပ်လုပ်နေရတာနီးပြနေနေတယ် ဘလို့ဥုံုံမျိုးနဲ့လှုပ်လို့နေလဲကျွန်တော်ကိုယ်တိုင်လည်းစဉ်းစားလို့မရဘူးကိုယ်မစမ်းချက်ကိုလည်းနည်းနည်းပြောချင်တာပါလားဆိုတော့ तू ကန်တင်လိုက်တဲ့အလုံးတိုင်းအလုံးတိုင်းကတရားရခိုင်တော့တခြားကစားသမားတွေစီရောက်ချင်ရောက်မရောက်ရင်တော့ဘေးထွက်သွားတာမျိုးတွေ့ရတယ်ပေါ့နော်ဒါရည်လည်းအဆင်ပြေမနေဘူးလုံးဝဘေးတက်တယ်ကစားပြန်တော့လည်းအဆင်မပြေဘူးဆိုဒီကစားသမားနှစ်ယောက်ကတော့ချက်စင်းမှာလုံးဝမရှိတဲ့ကစားသမားတွေလို့ကျွန်တော်တယောက်တည်း အမြင်ရမြင်နေပေါ့နော်ဘလို့မှလက်ခံပေးလို့မရဘူးဒီပွဲရဲ့ဆုံးပွဲကြောင့်ပေါ့ကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်ဝင်ခွင့်ကကျွန်တော်တို့လက်ထက်မှာအကောင်းဆုံးမရှိတော့ဘူးဆိုဒီပွဲသာတကယ်လို့တည်ရကြရဆိုရင်အရင်ကြီးစိုးရင်ရတဲ့အခြေအနေမျိုးမဟုတ်တော့ဘူးပေါ့နော်ဒီအခုရှုံးသွားတဲ့ခါတော့အာဒီနော်ဒီဖော်ရတ်တို့အခြေအနေတွေစောင့်ကြည့်ရအောင်မယ်နောက်ကတက်လာတဲ့အာဒီအက်စတွန်ပီလာတို့ရှိတယ်တကယ်လို့နော်ဒီဖော်ရတ်ကဒီနေ့ပွဲမှာနိုင်သွားမယ်ဆိုရင် ကျွန်တော်တို့အဆင့်9ရဲ့အပြင်ဘက်ချမင်းလေးဝင်ဝင်အပြင်ဘက်ကိုရောက်သွားပြီဆိုနောက်ဆုံးဟို6မှတ်2ပွဲမှာ6မှတ်ရရင်ဝင်နိုင်သေးတယ်လို့ဟိုဆိုပေမဲ့ကျွန်တော်တို့ကပြားရည်နဲ့ဖြစ်သွားပြီအေးစစ်စစ်ကစားမဲ့အနေထားမျိုးမှာပြားရည်နဲ့ဖြစ်သွားပြီဆိုချက်စီအနေချက်ကဘာလဲဆိုအရေးကြီးတဲ့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာတလွဲလုတ်တဲ့ ဟာကဟိုပွဲဒီပွဲတိုင်းပွဲတိုင်းမှာတွေ့နေရတိုက်ရအဆင်ပြေမနေဘူးဆိုကစားသမားတွေရဲ့မရင်ချက်မှုလို့ပြောရမှာပေါ့နော်ဒါအတွေ့အကြုံလဲလူတွေကစားသမားတွေဖြစ်တဲ့အတွက်ဒါမျိုးဖြစ်တာဆိုမနှမ်းပြောရင်ပြောရင်းနဲ့ဟာဒေါသတွေထွက်တယ်လူပြောအမှန်ကိုမသိနေတယ်မလားဒီဘွေးမှာခံစားရတော့ခက်တယ်မရှုံးသင့်မယ်နဲ့ရှုံးသွားတဲ့ ပွဲစဉ်မျိုးကြီးဖြစ်နေတယ်။နုကဆယ်ဒုတိယပိုင်းမှာကစားအားချပလိုက်တာ။ဒါပေမဲ့တောင်းရနေတာနဲ့မလုပ်နိုင်ပါလေ။ဆိုဆိုဒီကိုအမြင်လေးပြောကြပါအောင်။အာဒီပွဲနဲ့ပတ်သက်ပြီးတော့ဘနော်ကျွန်တော်ကတော်တော်ဒေါသထွက်နေရယ်။တော်တော်ဘီလိုလဲတိတ်ပြီးတော့မရှိချင်တော့ဘောနော်။အားလုံးကျေးဇူးတင်ပါတယ်။